CICN ရုံးနေဖွင့်ပြီဆိုတော့ဘလို့လူတွေအရင်လှုပ်ဆောင်ရမလဲဆိုတာထပ်ပြီးတော့ပြောပြပါမယ်အားလုံးလည်းသိပြီးသားအချက်တစ်ခုဖြစ်ပါတယ်เนาะ CICN ဆိုတာကကျွန်တော်တို့တက်တန်းတိုးတဲ့သူတွေပေါ့เนาะအဓိကကတော့ CI ဆောင်2026မှာကုန်မဲ့သူတွေเนาะဒီနေရာမှာတစ်ချက်ကျွန်တော်တို့စဉ်းစားမိတာကသူတို့ပြန်ပေးတာမပေးတာတော့သူတို့ဘုံမှာတရားပေါ့เนาะကျွန်တော်တို့ဘယ်လိုပြောမလဲအသုံးမဝင်တော့ဘူးလားဒီ passport စာအုပ်တရားပေါ့เนาะ ကျွန်တော်တို့ခုဒီမှာရှိတဲ့စာအုပ်တွေကမဖြစ်မနေကျွန်တော်တို့ကဒီစာအုပ်ကိုလဲရမှာလားတချို့ရှိတဲ့စာအုပ်တွေက2028မှာကုန်မဲ့သူတွေပေါ့နော်အဲ့တော့ကျွန်တော်တို့တက်တန်းတိုးမဲ့သူတွေကဗီဇာနှစ်နှစ်ပါမစ်နှစ်နှစ်ရမယ်ဆိုတာအားလုံးလည်းသိပြီးသားဖြစ်ပါပါ เนาะအတော့မဖြစ်မနေလဲရမဲ့သူတွေကတော့2026မှာကုန်မဲ့ CI စာအုပ်သမားတွေအိမ်တော်စုမပုံနေမပြည့်စုံတဲ့သူတွေအဓိကပဲဖြစ်ပါတယ်เนาะတချို့ CI စာအုပ်ရှိတယ်အိမ်တော်စုမပုံတင်လည်းရှိတယ်အနေအောင်စာအုပ်ကိုဘယ်တော့မှမလဲမကင်ထားဘူးသေးဘူးဆိုတဲ့သူတွေကတော့ကျွန်တော်တို့ CI ကနေ BJ စာအုပ်ကိုလဲလို့ရပါတယ်မြန်မာနိုင်ငံမှာစာအုပ်အနေအောင်ဘယ်တော့မှမထုတ်ဘူးတဲ့သူတွေပေါ့เนาะအခုလဲအိမ်တော်စုမပုံနေရမစုံတဲ့အတွက်เนาะကျွန်တော်တို့တွေက တိုင်းမှာရောက်နေတယ်ဆိုလို့ရှိရင်เนาะ CICN ကိုပြန်ထုတ်မယ်เนาะတချို့ကနီအောင်စာအုပ်တွေကင်ဘူးတယ်အခုချိန်ခါမှာ CICN စာအုပ်ကိုထပ်ထုတ်ဖို့အတွက်အနောက်စုဆိုရင်းနာတို့เนาะချိုရင်းနာတို့မပုံနေဖြိုရင်းနာတို့ပေါ့မစုံနာတို့ပေါ့ဒါမျိုးဆိုလို့ရှိရင်เนาะ CICN စာအုပ်ကိုပဲနောက်ထပ် CICN စာအုပ်တစ်ခါပြန်ပြီးတော့လဲလှယ်ရမှာဖြစ်ပါတယ်เนาะတချို့နားမလဲတာကဒါဆိုကျွန်မတို့က အနောက်ဇူမပုံတင်လည်းရှိတယ် CN ကိုပဲထက်လဲရမှာလားမဟုတ်ပါဘူးနော်မိမိတို့မှာအနောက်ဇူမပုံတင်လည်းရှိတယ်အနီအောင်စာအုပ်လည်းဘယ်တုန်းကမှမထုတ်ခဲ့ဘူးဘူးဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာပဲ CN ကနေနောက်ထပ် PG စာအုပ်ကိုထုတ်လို့ရပါတယ်နော်အနောက်ဇူမပုံတင်မစုံလို့ အကြောင်းမျိုးမျိုးကြပြဿနာရှိလို့ဆိုရင်တော့ကျွန်တော်တို့ကနော် CI စာအုပ်ကိုပဲနောက်ထပ်ကောင် CI စာအုပ်ပြန်ပြီးတော့လဲလှယ်ရမှာဖြစ်ပါတယ်။စာအုပ်ရဲ့တက်တန်းက၄နှစ်ရရှိမှာဖြစ်ပါတယ်။ PG စာအုပ်ကိုလဲလိုက်မယ်ဆိုရင်တော့အနီအောင်စာအုပ်ကြီးပေါ့နော်။ International ဆုံးကြိုက်တဲ့နိုင်ငံကိုထွက်လို့ရတယ်။အဲ့ဒီစာအုပ်ကြီးရမှာဖြစ်တယ်။စာအုပ်တက်တန်းက၅နှစ်ဖြစ်ပါတယ်နော်။အဲ့တော့2028လောက်28လောက်မှကုန်မဲ့စာအုပ်တွေကတော့လဲစရာမလိုပါဘူးလို့နော်အဓိကမိမိတို့စာအုပ်ထဲကိုဗီဇာထုတ်ဖို့တက်တန်းနှစ်နှစ်စာစာအုပ်ကလုံလောက်တယ်ဆိုလို့ရှိရင်လဲစရာမလိုပါဘူးခင်ဗျ ကျေးဇူးများတင်ပါတယ်လိုက်ကန်แชร์လေးလုပ်ပေးပါဦးခင်ဗျာ